မေတ္တာဘိယုနာမုဒိတာပြီးတော့ဒီနေ့ဥပိ္ပခာဆိုတာဘာလဲဆိုတော့ဆိုင်လန်နာရဲ့အင်္ဂလိပ်လိုနားလည်ပြီးတော့ရှင်းပြတောင်းသင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ခိုင်းလိုပဲ what does ဥပိ္ပခာ mean ဥပိ္ပခာကဘာကိုဆိုလိုပါတယ်လဲတဲ့ what ဘာကိုဥပိ္ပခာဥပိ္ပခာက mean ဆိုလိုပါတယ်လဲတကယ်တော့အတိအပြည့်ဖွင့်ဆိုချက်လေးကြည့်လိုက်အောင်ဥပိ္ပခာ mean ဥပိ္ပခာဆိုလိုပါရဲ့တဲ့ဘာကိုဆိုလိုပါလဲ having a balanced view balance ဆိုတာမျှတသော view ဆိုတာအမြင် balanced view ဆိုတော့မျှတသောအမြင် having ရှိခြင်းတဲ့မျှတသောအမြင်ရှိခြင်းနားမလည်တဲ့ဆက်ကြည့်လိုက်အောင် stay in calm between good and bad good ကောင်းခြင်းတွေနဲ့ bad ဆိုးခြင်းတွေ between ကြားထဲမှာ stay in calm calm ဆိုတာတည်တည်ငြိမ်ငြိမ် stay in ဆိုတာနေခြင်းလို့ခေါ်ခေါ်တယ်တဲ့အပျော်ရည်နဲ့တွေ့တဲ့အခါမှာတအားဝမ်းသာကြည်နူးနေရမျိုးလည်းမဖြစ်ဘူးဆိုးရည်နဲ့တွေ့တဲ့အခါမှာလည်းစိတ်သက်တွေကြပြီး one way ပူဆွေးတော့ကြည်မဖြစ်ဘူးဘယ်လိုဟာမျိုးမဆိုအဲ့နှစ်ခုကြားထဲမှာဘယ်လိုဟာမျိုးပဲဖြစ်ဖြစ် stay in calm ကမ်းစာတည်တည်ငြိမ်စတေးရင်နေဆိုင်ခြင်းပဲဖြစ်တယ်အဲ့တော့ဥပ္ပကောအိဒိပဖွင့်စေချက်တော့2မျိုးပြထားတယ်မြတ်တသောအမြင်ရှိခြင်းနဲ့နောက်တစ်ခုကအစိုးနဲ့အကောင်းရဲ့ကြားထဲမှာစတေးရင်ခမ်းတည်တည်ငြိမ်ငြိမ်နိုင်ခြင်းအစိုးပဲလာလာအကောင်းပဲလာလာတည်တည်ငြိမ်ငြိမ်နိုင်ခြင်းအဲ့ဒါဥပ္ပကောလို့ခေါ်တာဖြစ်ပါရဲ့တဲ့အဲ့တော့နောက်ထပ်မေးခွန်းလေးတစ်ခု it ဥပ္ပက the same as not caring not caring လူလူရှုခြင်းလူလူရှုခြင်းနဲ့ဥပ္ပကဥပ္ပကဆိုလို့ရှိရင် it's the same တူညီပါသလားတဲ့ဥပ္ပကနဲ့ not caring ဒီတူလားတဲ့ no မတူဘူးတဲ့ ဥပိ္ခာဥပိ္ခာဆိုတာ is about staying calm တည်ငြိမ်စွာနေခြင်းကိုပဲပြောတာဖြစ်တယ် not ignoring things လိလူရှုခြင်းမဟုတ်ပါဘူးအဲ့ဒါအရာတိုင်းကိုလိလူရှုထားတယ်ဟိုဥပိ္ခာပြုထားတယ်ဆိုဆရာအလွယ်ပြောချင်ဆိုပေမဲ့လည်းလိလူရှုထားတဲ့သဘောမဟုတ်ဘူးတဲ့သူကအဲ့ဒီဟာတွေကိုကြုံတွေ့တဲ့ဟာတွေကိုခံစားတယ်လက်ခံတယ်ဒါပေမဲ့အဲ့လိုလက်ခံနေတဲ့အချိန်မှာတည်တည်ငြိမ်ငြိမ်နဲ့နေနိုင်တာကိုဆရာကဥပိ္ခာလို့ခေါ်လာမျိုးပါတဲ့ဟုတ်ပြီနောက်ခေတ်နောက်ခုကြည့်ပါဦး what happens when you practice ဥပိ္ခာ you တင်းတီး ဥပိ္ပခာဥပိ္ပခာဆိုတဲ့တရားကို one practice လေ့ကျင့်တဲ့အခါမှာ what happen ဘာဖြစ်လာမှာလဲ what happen ဘာဖြစ်မှာလဲအဲ့တော့သူကမိကုန်းလေးပြန်ပြီးကောက်ထားလိုက်သေးတယ် one you practice ဥပိ္ပခာဥပိ္ပခာကိုမင်းလေ့ကျင့်တဲ့အခါမှာ you stay calm မင်းဟာတည်ငြိမ်စွာနေနိုင်လာမယ်တဲ့ without getting too happy or too sad too happy အလွန်ပျော်ရွှင်ခြင်းတို့ too sad အလွန်ဝမ်းနည်းခြင်းတို့အဲ့လိုမျိုးတွေ getting ဖြစ်လာခြင်းတွေ without ရှိမှာမဟုတ်တော့ဘူးတဲ့နော်ဘယ်အချိန်တွေမှမဆိုတော့မတုံမလောက်ဖက်ရှိနေနိုင်တယ်အရန်ပျော်သွားတာတို့အရန်ဝမ်းနည်းသွားမှုရှိနိုင်မှာမဟုတ်တော့ပါဘူးအဲ့တော့ဥပ္ပခာတိကောင်းတဲ့တရားသူတော်ကောင်းတရားလို့လည်းပြောလို့ရတယ်နော်ကောင်းတဲ့တရားထဲမှာထည့်ထားတာဖြစ်တယ်ပေါ့နော်ကျင့်သုံးသင့်တယ်ဟိုလိလူရှိလိုက်တယ်ဆိုတာမျိုးမဟုတ်ဘူးနော် ဖြစ်လာတဲ့ကောင်းတာပဲလားဆိုးတာပဲလားအဲ့ဒါပေါ်တအားကြီးမခံစားပဲနဲ့ stay in camp ဆိုရဟာတည်တည်ငြိမ်ငြိမ်နေနိုင်ခြင်းကိုသူကဥပိ္ပခါလို့သူကအဓိပ္ပာယ်ပြဆိုရတာဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့မှာလည်းအင်္ဂလိပ်ဒီမှာရှိတဲ့ vocabulary လေးတွေဟာဆိုရင် level လေးတော့ခက်တာလေးတော့ရောနေတယ်အကုန်လုံးသူ့အကန့်စီဖွဲပြီးဆက်လာနိုင်ရေးထားမယ်ကြက်မယ်ရှေ့ရရေးခဲ့တဲ့တနေ့တစ်ပုဒ်စီတင်ခဲ့တဲ့ဟာတွေလည်းပြန်ကြည့်ကြည့်ပြီးဖတ်သွားမယ်ဒါဆိုရင်ဆရာရဲ့လမ်းလာလေးအပိုင်လေးတွေဖြစ်သွားမယ်အဲ့တော့နေ့တိုင်းစူးစမ်းလေးလာကြပါ fighting ပါ Today we are going to learn the next new Pali word upekha. What is upekha and what is the difference between Ubika and not caring we his that today. The first question, what does Ubika mean? Ubika means having a balanced view. Having a balanced view, staying calm between good and bad. So we can see that Ubika is keeping our head steady in any kind of situations. Question number two, is Ubika the same as not caring? No, they are not the same. Ubika is about staying calm. Not, and not ignoring things. It's not ignoring, it's only staying calm. The last question. What happens when you this ubika? When we practice ubika, we can stay calm without getting too happy or too sad. So if we practice ubika, we will get the true inner peace.